မိတ်ဆွေများကြားမှာတော့မူကြပါစေခင်ဗျာဆရာမင်းလူရဲ့ဝတ္ထုတို့ပေါင်းချုပ်ထဲကဝတ္ထုတို့လေးတစ်ပုဒ်ကိုတင်ပြပါမယ်မငိုတတ်ခင်ငိုကြည့်ခြင်းနဲ့တဲ့နားဆင်ကြပါခင်ဗျာ ောင်းတက်ခေါင်းလောင်ထိုးလေ၏။ចောင်းသားများចောင်းငန်းနေသူဝင်သည်။ကိုကုံနေရာမှာဝင်ထိုင်ကြသည်။မထူးဆန်းပါ။တို့ရတွင် ကျွန်တော်စိတ်များသည်လှုပ်ရှားနေသည်။ចောင်းစဖွင့်တော်နေ။ခွနတန်းအောင်ပြီးနောက်ခြေကံပညာအလေတန်းခေါ်ရှစ်တန်းတို့တက်ရောက်ရသောနေ့ဖြစ်သည် အတန်းသည့်ခုံနေရာသည့်တင်ငန်းစာအစ်စ်များကိုတွေ့ကြုံရတော်မူဖြစ်သောကြောင့်စိတ်လှုပ်ရှားနေခြင်းဖြစ်ကောင်းဖြစ်ပါမည်ဒုတိယမဟုတ် အတမ်းမှန်ဆရာမအစ်စ်နဲ့ကြုံတွေ့ရမည်ဖြစ်သောကြောင့်လဲဖြစ်ကောင်းဖြစ်ပါမည်။ကျောင်းသားကျောင်းသူတို့သည်ဆရာဆရာမအစ်စ်များဆိုရင်စိတ်ဝင်စားတတ်ကြသည်မဟုတ်ပါလား။အခြားသူများလည်းကျွန်တော်လိုပင် ရှိကြလိမ့်မည်ထင်သည်။ဆရာမသည်ယခုနှစ်မှ ကျွန်တော်တို့ကျောင်းသူပြောင်းလာခြင်းဖြစ်ပါသည်။သူပထမဆုံးပိုင်ရသော အတန်းသည် ကျွန်တော်တို့ရှစ်တန်းကဖြစ်သည်။ဆရာမသည်ဒေါ်ချစ်ချစ်မူဟုတိထားရသည် အင်္ဂလိပ်စာသင်မည်အတန်သာအားလုံးသည်ဆ iam မဝင်လာမည့်တကားဝစီတို့သာငေးကြည့်နေကြပါသည်ဖနက်တန်ကိုကြားရလိမ့်မည်ဟု မျှော်လင့်နေကြတော့လေဆ iam မသည် တိတ်ဆိတ်စွာဝင်ရောက်လာသည်သည်ပိတ်နေသောတကားတစ်ချက်ကိုတွန်းဖွင့်လိုက်သောအခါကြွိကနေမြည်သွားသည်ဆ iam မသည်ဇပွဲရှိရာသို့အင်ရိယစွာ ရှောက်သွားသည်။ចောင်းသားများဝုံကနေထလိုက်သောကြောင့်ကျွန်တော်လန့်သွားလေ၏။ မင်္ဂလာပါဆရာမ Good afternoon class ဆရာမအတန်ဒီတာရပါသည် ပြီးတော့ဆရာမဒီလာပါသည်အိုးမှားသွားလို့ဆရာမကိုလာတယ်လို့မပြောကောင်းဟုထင်ပါသည်ဆရာမဒီကြက်တည်ရှိပါသည်ဆရာမဒီတံတန်းလုံးကိုတစ်ချက်ဝေ့ကြည့်လိုက်ပြီးမင်းတို့အတန်းထဲမှာခုနှစ်တန်းကအင်္ဂလိပ်စာဂုဏ်နုရတယ်လို့မှတ်တပ်ရဆန်းကျောင်းသားကျောင်းသူ9ယောက်ခန့် ထရကြသည်ကျွန်တော်မရပါအတန်းသားများက ကျွန်တော်ဝိုင်းကြည့်ကြ၏ဆ iam ရိတ်မိသွားပြီးဒီတန်းမှာအင်္ဂလိပ်စာဘယ်သူအတော်ဆုံးလဲညီညီခုရက်နေတဲ့အထက်မှာညီညီပါသလားရက်နေသူများခေါင်းခါဤညီညီရှိသလားမတရဆန်းကျွန်တော်ရက်လိုက်သည်ဆ iam သည်ကျွန်တော်ကိုစိတ်စိတ်ကြည့်သည် ကျွန်တော်ခေါင်းကိုငုံထားလိုက်ဒီချက်မှာခုနှစ်တန်းတုန်းကအင်္ဂလိပ်စာဂုံနူးထွက်တဲ့လူတွေစီးရင်ရှိတယ်မင်းပါတယ်မဟုတ်လားဘာဖြစ်လို့မတ်တက်မရတာလဲကျွန်တော်မဖြေပါပြောလေကွယ်ခုလိုမတ်တက်ရခိုင်တော့တရက်ခန့်တွေလိုသဘောထားပြီးရခိုင်တာမဟုတ်ဘူးအပြစ်ရှိတဲ့လူသားလူပုံအလယ်မှာရက်ရမှာရှက်ကြတာအချီးကျူးခံဖို့မတ်တက်ရတာဂုံယူဖို့တောင်ကောင်းပါလေကွယ် ျွန်တော်ကအင်္ဂလိပ်စာဘာလို့တော်ရတာလဲခုလိုလူတွေကြားမှာမတ်တက်ရက်ပြီးကြွားကျင်လို့အင်္ဂလိပ်စာကြိုးစားတာမဟုတ်ဘူးဆိုတာဆရာမမသိဘူးလားနောက်တနေ့မှပင်ကျွန်တော်ကြောင်းနောက်ကြလေသည်အခန်းဝမှာရက်လိုက်တော့အခါဆရာမသည်ကြောက်တင်မုံမှာဇုံတစ်ခုရေးချစ်နေသည်ကိုတွေ့ရလေ၏ဝင်းဝင်းပြူပါဆရာမဆရာမသည်ကျွန်တော်ဘက်သို့ဆက်ခနဲလှည့်ကြည့်လိုက်၏တိကျပါပြောထားတယ်လေညီညီ ။အော်ဟုတ်သားပဲ။ဆရာမကအတန်းထဲမှာအင်္ဂလိပ်လိုအတတ်နိုင်ဆုံးပြောရမည်ဟုမှားထားသည်မဟုတ်ပါလား။ Please excuse me လို့ပြောရမှာပေါ့။ဝင်ခွင့်ပြုပါဆရာမ။ကျွန်တော်အကျင့်ပဲလေ။ကျွန်တော်မလုပ်ချင်သောအလုပ်တစ်ခုကိုဘယ်သူကဘယ်လိုပြောပြောမလုပ်ချင်တာကျွန်တော်အကျင့်ပဲ။ပြောဆိုင်ညီညီအင်္ဂလိပ်လိုပြောလေ။ကျွန်တော်မြန်မာလူမျိုးပဲဆရာမမြန်မာလိုပဲပြောနိုင်ပါမယ်ခင်ဗျာ။ ဆံမဒေါသဖြစ်လေပြီဒီမှညီညီမြန်မာလူမျိုးပေမဲ့အင်္ဂလိပ်စာသင်ချိန်မှာအင်္ဂလိပ်လိုပဲပြောရမယ်အင်္ဂလိပ်လိုမပြောရင်အတန်းထဲဝင်ခွင့်မပြုနိုင်ဘူးဒါဆိုရင် ကျွန်တော် ပြန်လာတော့မယ်ခင်ဗျာအတန်းပြင်တို့ပြန်ထွက်လိုက်သည်ပြန်ရန်ခြေလမ်းပြင်လိုက်စင်ပါပင်ဆံမအတန်းကိုကြားရသည်ဟေးဟေးနေဦးထိုးတန်းသည်ကျွန်တော်ခြေလမ်းများကိုတုံငနေရက်တန်သွားစေသည်နောက်တို့ပြန်မကြည့်ပဲ ရပ်နေမိသည်ဆ iam မ၏မျက်နာသည်ဒေါသဖြစ်ခြင်းမကျေနပ်ခြင်းတို့ဖြင့်ရောပြွန်းနေလိမ့်မည်ဟုထင်ပါသည်ညီညီလက်ကြည့်လိုက်ရင် ကောင်းမလားရှေ့ကိုဆက်သွားရင် ကောင်းမလားကျွန်တော်ပေ၍ရပ်နေလိုက်သည်ညီညီ come here ဆ iam မ၏အမိတ်ခြေောက်တို့သည် နောက်သို့ဆက်ခနဲလှည့်ပြီးသားဖြစ်သွားလေသည် ဆီယမောက်ကိုလန့်ကြည့်မိ။အိုဆီယမောက်ဤမျက်နှာမှာတင်းမာမှုသည် အရေးအယောင်မျှပင်မရှိပါကလား။ဆီယမစီတို့ရှောက်သွားရသည်။မင်းကိုရိုက်ရလိမ့်မယ်။လက်ဖြန့်စမ်းခမ ्या ။ဆီယမောက်လက်ထက်မှာပလတ်စတစ်ပေဒံတစ်ချောင်းလက်ဖြန့်လို့ဆိုနေဖြန့်လိုက်ရလေသည်။ဆီယမောက်ရိုက်ဤဖြည်းဖြည်းလေးပါ။ဆရာကြီးဤဒဝဲကျိန်လုံးတံကိုပင် မျက်နာတစ်ချက်မပြက်ပဲခံလာခဲ့တာပဲဒါတော့တော့အပြော့ပေါ့ဖြစ်တင်သည်တို့ရရင်အဘေเจ้าနာသည်နီး မိမေကိုခေါင်းကိုက်တယ်လို့ပြောပြီးကြောက်မတက်ပဲ၃ရက်လောက်နေလိုက်သည်ဟုတ်တယ်ကျွန်တော်စိတ်ဆိုးနေလို့အိုးဆရာမကိုစိတ်မဆိုးကောင်းပါဘူးလေစိတ်ကောက်တာပါကျွန်တော်ကြောင်းပြန်တက်သောနေ့တွင် စောက်ကူးနေစဉ်ကျွန်တော်အနာတို့ဆရာမလာရက်သည်ညီညီဘာလို့ကြောက်မတက်တာလဲခွင့်စာထဲမှာရေးထားပါတယ်နေမကောင်းလို့ဆို နေတာမကောင်းတယ်ညီညီတို့ကအဝမပြတ်ဘူးဟဲ့ ဆ ्याम ကိုမတနခါနန်သည်ဝေကနေရောက်ရှိလာသည်ထိုတနခါနန်သည်ကျွန်တော်ကိုပြုံးလာအောင်တိုက်တွန်းသည်တို့ရရင် မပြုံးမိအောင်အားကိုတင်းသည် ကျွန်တော်စိတ်ကောက်နေကြောင်းဆ ्याम သိအောင်လို့အချိန်ကုန်သောအခါဆ ्याम ကကျွန်တော်ကိုဆ ्याम နားနေခန်းနေသို့ခေါ်သွားလေသည်ညီညီတချဲ့ကိုစိတ်ဆိုးနေတယ်မဟုတ်လားစိတ်ဆိုးတာမဟုတ်ဘူးစိတ်ကောက်တာပါဟုဖြေလိုက်ခြင်းသည် တို့ရရင်ခေါင်းကိုခါလိုက်မင်းတိတ်ညာတာပဲစိတ်ဆိုးနေပါလေကို့ဆရာမကိုစိတ်မဆိုးကောင်းဘူးလေတီချယ်မင်းကိုဆုံးမတာပဲမင်းကတိတ်ပိကက်ကက်နိုင်တာ우ပြီးတော့မင်းသေးချာစဉ်းစားကြည့်အင်္ဂလိပ်စာအချိန်မှာအင်္ဂလိပ်လိုပြောခိုင်းတာကမင်းတို့တိုးတက်အောင်လို့အင်္ဂလိပ်စာဟာကဘာသုံးမဟုတ်လားတကယ်တော့ကို့တပည့်ကိုဘယ်ဆရာမကရိုက်ချင်မှမလဲကွယ်ကျွန်တော် ဝန်းနေသွားပြန်သည်ဆ iam မကပြုံးပါသည်ဆ iam မစိတ်မဆိုးပါဘူးကွယ်ငါ့ဘဲကိုအမြဲတမ်းခွင့်လွှတ်တယ် I always forgive you ကျွန်တော်ပြုံးလိုက်သည်ဟုတ်တယ်စိတ်ကောက်ပြေသွားလို့လေဆ iam မစီကျွန်တော်ကိုစကားအကြာကြီးပြောရတော့ကြောင့်မောသွားဟန်တူသည်သူ့နှဖူး၌စို့နေသောချွေးစာများကိုလက်ကင်ပေါ်လေးဖြင့်တို့နေ၏ ကျွန်တော်ရေတစ်ခွက်သွားခတ်ပေးပြီးဆ iam မကိုပေးလိုက်ပါသည် Thank you ညီညီ Please excuse me teacher ကျွန်တော်လက်ထွက်လာခဲ့သည်ဆ iam မသည်ဂျင်းနဲ့စွာ ပြုံးရင်ကြံခဲ့ပါသည်အချင်းကြာလာသည်နှင့်အမျှစေတနာကိုနားလည်လာကြသည်ကျွန်တော်နားအလေဆုံးကျွန်တော်ကမကြာခဏကြောင်းပြတ်တက်လေသည်တိုက်ဖက်ယောဂအခန့်ရှိသောကြောင့်မကြာခဏဖြားဤတလလျင်အနည်းဆုံး တရက်နှစ်ရက်တော့ပြတ်တတ်သည်ကျွန်တော်ចောင်းပြန်တက်သောနေတွင်ဆ ्याम မသည်ညီညီနေပြန်ကောင်းသွားပြီလားဟုမေးတယ်စမြဲထိုခါမျိုးတွင်ဆ ्याम မကိုစိတ်ကောက်ပြီးចောင်းမတက်ဖဲနေခဲ့သောနေ့များကိုပြန်သတိရမိចောင်းပြည့်ရဲ့များကနောက်ကျခဲ့သောစာများကိုမှုံစားဆင်းချိန်ចောင်းအပီဆင်းချိန်များတွင်ဆ ्याम မကပြန်တင်ပေးလေသည်ကျွန်တော်တယောက်တည်းဟုမဟုတ်ပါចောင်းပြည့်သူအားလုံးတို့ရရင် ကျွန်တော်ចောင်းအပြက်တက်ဆုံးဖြစ်၍များစွာသောအခါတို့တွင်ဆ iam မသည်ကျွန်တော်နှင့်နှစ်ယောက်တည်းခါတိုင်းကမုံစားလွတ်ပြီးဆိုလျင် အုံတို့ခောက်ဆွဲဆိုင်တို့ပြည့်တတ်သောကျွန်တော်ចောင်းလွတ်ပြီးဆိုလျင် ထမင်းစာလွန်း၍အိမ်တို့တုတ်ချေတင်သက်သောကျွန်တော် ခုဆ iam မနှင့်စာတင်နေရသောအချိန်တွင် အုံတို့ခောက်ဆွဲကိုလည်းသတိမရထမင်းလည်းမစားတကယ်ကိုထမင်းမစားစာတင်နေရသည်ကိုပင်ဝန်တာကြီးနူးနေမိသည် ဘာကြောင့်မှန်းတော့ကျွန်တော်မသိ။ကျောင်းပြည့်ရဲ့များကနောက်ကျခဲ့သောစာများကိုပြန်တင်ခွင့်ရသောကြောင့်ဝန်တာကြည်နူးခြင်းသာဖြစ်ပါစေ။ကျွန်တော်ကကျောင်းအပြည့်များသလောက်ဆရာမကကျောင်းမပြည့်ခဲ့။နေမကောင်းဖြစ်နေသည့်တိုင်အနှွေးတွေကိုဝတ်၍ကျောင်းသူလာသည်။ထိုနေ့မျိုးတွင်မုံစားလွတ်ချိန်၌ဆရာမသည်အပန်းဖြေအခန်းထဲ၌မိမ့်နေတတ်သည်။နေမကောင်းလျက်စာသင်ရသောကြောင့်မောနေတတ်သည်။ ထို့ခါ coffee ပူပူတစ်ခွက်ဝယ်ပေးရန်မှာကျွန်တော်တောင်းဝန်း"โอ้နေမကောင်းတဲ့အခါမှမဟုတ်ပါဘူးလေ။နေ့စဉ်လိုလိုပဲမုံစားလွတ်ချိန်မှာဆ iam မအတွက်စားစရာတစ်ခုခုတော့ဝယ်ပေးနေကြပါ။တခါကမုံစားကြောင်းပြန်တက်ခါနီးကြမှဆ iam မကပဇွန်ခွက်ကြော်တော့ဝယ်ခိုင်းသည်။မုံစားတန်းတို့ကျွန်တော်ပြေးလေသည်။ကြောင်းတက်ခါနီးပြီမဟုတ်လား။မြန်မြန်သွားပို့မှ ကြောင်းပြန်တက်လျင်ဆ ्याम မစားတော့မည်မဟုတ်ဆ ्याम မကကြောင်းချိန်လေးစားသည်ဝယ်ပြီးတော့ဆ ्याम များအခန်းသို့အမြန်ပြန်ပြေးရသည်တောင်ကျိုးတစ်ခုကိုအကွေ့လိုက်မှာပင်တစ်ဖက်မှလာသောကြောင်းသားတစ်ယောက်နှင့်ဝင်တိုက်မိ၏ပဇွန်ခွက်ကျော်ပကံသည်ခလွန်ငနေကြသွားလေသည်ထိုကြောင်းသားကိုကျွန်တော်ဆွဲထိုးပစ်လိုက်သည်ထိုကိစ္စအတွက်ဆရာကြီးရှေ့သို့ရောက်ရပြန်သည်ဆရာမလည်းအနားမှာရှိသည် ဆရာကြီးကဘာကြောင့်ထိုးရတယ်လဲဟုမေး၏ကျွန်တော်မဖြေပါဆရာကြီးဒေါသထွက်လာပြီး ကျွန်တော်ကိုရိုက်လေသည်ထိုနေ့ကဆရာကြီးရုံးငန်းထဲမှ အပြုံးမပြက်ပြန်ထွက်လာခဲ့သည် ထမအစမ်းစာမေးပွဲတုန်းကအင်္ဂလိပ်စာ84မှတ်ရသည်။ဒီကြောင်းတုန်းမှာအများဆုံးပဲဟုဆရာမကပြောသည်။ဆရာမကတခြားအလုပ်များလုပ်နေရလျင်အတန်းကိုကျွန်တော်ကပင်တာဝန်ယူရသည်။သူတင်ခဲ့သော သင်ခန်းစာများမှသူတို့နားမလည်သည်ကို ပြန်ရှင်းပြသည်။ဆရာမကကျွန်တော်ကိုအရေးပေးပါသည်။စာတော်သောကလေးကိုဆရာမကအရေးပေးသည်မှာမဆန်းပါ။တို့ရရင်တငယ်ချင်းများကမူကျွန်တော်ကိုနောက်ပြောင်ကြလေသည်။ မင်းဆရာမတိတ်လာတာပဲကွာနော်ဖျောက်နေဆရာမကိုလာတယ်လို့မပြောကောင်းကြက်စီရှိတယ်လို့ပြောရတယ်သူတို့ဒီဆရာမအကြောင်းကို ပြောကြတော့ခါမင်းဆရာမမင်းဆရာမဟူ၍ကျွန်တော်ကိုပြောတတ်ကြသည်ငါဆရာမဆိုတော့မင်းတို့ဆရာမရောမဟုတ်ဘူးလားမဟုတ်ဘူးဆရာမဟာငါတို့အားလုံးရဲ့ဆရာမပါကွာငါတယောက်တည်းရဲ့ဆရာမမဟုတ်ပါဘူးမင်းဆရာမဆိုတာကိုမပြောကြပါနဲ့တခါတရံ၌ မပြောပါနဲ့ဆိုသောစကားသည်ပြောစီခြင်း၍ဖြစ်ကြောင်းသိကြပါလိမ့်မည်။ဘာကြောင့်ပြောစီခြင်းကြောင်းကိုကကျွန်တော်မသိ။တခါတော့ကမုံစားလွတ်ချိန်တွင်ဆရာများအပန်းဖြေခန်းသို့ဝင်သွားမိသည်။ဆရာမအတွက်မုံဝယ်ပေးရန်ဖြစ်ကြောင်းပြောဖို့မလိုပါ။ဆရာမများ၏ရည်တံကိုခန်းဝါမှာပင်ကြားနေရသည်။ကျွန်တော်ဝင်သွားသောအခါဆရာမသည်တခြားဆရာမတယောက်၏လက်ထဲမှကပ်ပြားဖြူဖြူကလေးကိုယူ၍ ဇပွဲပေါ်မှာမောက်ထားလိုက်သည်ဓာတ်ပုံတစ်ပုံဖြစ်ဟန်တူပါသည် ကျွန်တော်ကိုမြင်သောအခါဆ ्याम မသည်ရီမောနေရာမှမျက်နှာပိုးတက်လိုက်သည်တို့ရတွင်ဆ ्याम မ၏မျက်နှာ၌အပြုံးရိပ်များထင်နေစေတချဲ့ဖို့တံမြားကြီးတစ်ခွက်သာဝယ်ပြီးတော့ညီညီကျွန်တော်ထွက်သွားမည်ပြင်သည်ညီညီနေဦးဆ ्याम မတော်မြတ်ကျွဲကလန်တာသည်မူမူညီညီကိုပြလိုက်ပါအောင်အိုး မမတ်ကြွယ်ရလဲအစင်တည်ငိမ်နေသောဆ iam မဤမျက်နာသည်ယခုအခါဘာဖြစ်နေပါသနည်းဆ iam မတော်မြတ်ကြွယ်ကဓာတ်ပုံကိုယူသည်ဆ iam မလက်ကိုဆွဲထားသည်တော်မြတ်ကြွယ်ကယုံလိုက်သည်ညီညီဒီပုံကြီးစမ်းမချောဘူးလားဓာတ်ပုံထဲမှာဘွဲဝတ်စုံနဲ့အမျိုးသားတယောက်ဆ iam မထက်အသက်ပိုကြီးပုံရသည် ကျွန်တော်ကဓာတ်ပုံကိုတလက် ဆီယမကိုတက်လက်ကြည့်မိသည်ဆီယမမျက်နှာ၌ရှက်ပြုံးကိုပထမဆုံးအချိန်မြင်ဘူးလေသည်ဟဲ့ပြောလေမချောဘူးလားဟုတ်ဟုတ်ကဲ့တမယာရီကိုဆီယမအကြိုက်ချင်းချင်းကလေးဖြစ်အောင်လှုပ်ပေးရန်ပြောဖို့အဖေကြောင့်မေ့သွားရလေသည် ြောလေညီညီကျွန်တော်ဆက်ကနေတုံသွား၏ဟုတ်သားပဲကျွန်တော်အတွေးလွန်သွားပါသည် ခုခါမှဆရာမနဲ့ကျွန်တော်ဒီဆရာများအခန်းထဲမှာမနေ့ကကျွန်တော်ကြောင်းပြက်ခဲ့တဲ့ဖြင့်ဆရာမကပြန်တင်ပေးနေခြင်းဖြစ်ပါသည် ပြောလေကွာညီညီဒီ sentence မှာ reporter's speed ကဘယ်ဟာလဲဟုတ်ကျွန်တော်တက်ပြင်းကိုချလိုက်ညီညီ ဘာဖြစ်နေတာလဲစာထဲမှာလည်းစိတ်ဝင်စားဘူးလားနေမကောင်းဘူးလားဟမ်ကျွန်တော်ကျွန်တော်ဖျားနေလို့ပါတချေထိုးနေ့ကကျွန်တော်ဖျား၍မနေပါတရန်လုံးကငြိမ်သက်၍နေကြသည်ဆ iam မလည်းသူ့စပွဲမှာငြိမ်သက်စွာထိုင်နေ၏တစုံတစ်ခုကိုပြောရန်အာယူနေဟန်တူသည်နှုတ်မှလွယ်ကူစွာဖွင့်ဟမပြောနိုင်သောစကားသည်ဝမ်းမြောက်ဖွယ်တဲ့ရင်မဟုတ်ကြောင်းပြောဖို့ရန်မင်မလိုပါ ကွယ်မနေ့ပြန်ကြရင်မင်းတို့အတွက်ဆ ्याम မအစ်တတယောက်လာလိမ့်မယ်စကလုံးကို နားခံတာအောင်အတတ်နိုင်ဆုံးရွေးချယ်၍ပြောသည်ဆ ्याम မ၏အတန်သည်စာတင်နေတကဲ့သို့တက်ကြွမှုမရှိဆ ्याम မ၏မျက်နာသည်လေဟိုချောင်းဖွင့်စကျွန်တော်ကိုရိုက်တုံးကမျက်နာမျိုးဖြစ်နေပါသည်ခုမှပင်ကျွန်တော်သိရသည်ဆ ्याम မသည်ကျွန်တော်ကိုရိုက်ခဲ့စဉ်က ဝန်းနေနေကြောင်းကိုဆ ्याम မရဲ့ ငါအလုတ်ထွက်တော့မယ်ဒီเจ้าကိုမနှဲဖြံကစပြီးမလာတော့ဘူးလို့ပြောလိုက်ပါတော့လားခမညာတီချဲမာဂျနာကမင်းတို့အွယ်ဟာပညာရေးကိုဦးစားပေးရမယ်တခြားဘာကိုမှစိတ်မဝင်စားရဘူးခုချိန်မှာစာမေးပွဲကတိတ်နီးကပ်လာပြီပြီးတော့ဆရာမဒီကျွန်တော်ကိုစောင်း၍ပြောနေခြင်းမဟုတ်ပါတဲ့တဲ့ကြီးကြည့်၍ပြောနေခြင်းဖြစ်ပါလိမ့်မည်ရင်းထဲက တလက်လက်ဖြစ်နေသည်နေမကောင်းသောကြောင့်မောနေခြင်းမဟုတ်ပါခေါင်းငုံငုံထားလိုက်သည်အပြစ်ရှိသူတို့သည်ခေါင်းငုံနေကြကြောင်းကြားပူပါသည်ကျွန်တော်မှာအပြစ်တစ်ခုခုရှိနေပါသလားမသိပါရင်ထဲ၌မရှင်းလင်းပါဆရာမကိုမကြည့်ရဲသည်ကတော့အမှန် good evening teacher ထို့အတန်ကြားမှပင် ပြပြသည်လဲထားကြည့်မိသည်ဆရာမသည် အခန်းအပြင်သို့ပင်ရောက်နေပါပြီ။နောက်ကျောဘက်ကိုသာမြင်ရပါတော့သည်။တန်းဘက်ကိုအလွမ်းပြေတစ်ချက်လောက် ပြန်လဲကြည့်လိုက်ပါတော့လားဆ iam ရဲ့။ဆ iam များအပန်းဖြေအခန်းသို့ဝင်၍ရှာသည်။ဆ iam ကိုမတွေ့ရ။ဆ iam တစ်ယောက်ကပြောလေသည်။မင်းဆ iam ရုံငန်းထဲမှာရှိလိမ့်မယ်။လာပြန်ပြီမင်းဆ iam ။ဆ iam ဟာကျွန်တော်ဆ iam မဟုတ်တော့ဘူးဆိုတာမသိကြဘူးလား။ ဆရာကြီးရုံငန်းသို့တွားရပြန်သည်တခြားကျောင်းသားတွေအတန်းထဲမှာစာသင်နေချိန်တွင်ဇင်းကြံပေါ်၌ပြာရခတ်နေသောကျွန်တော်ကိုဘယ်လိုထင်ကြမည်နည်းရုံငန်းထဲမှာဆရာမတယောက်တည်းဆရာကြီးထံမှအလုတ်ထွက်ခွင့်စာကိုစောင့်နေပါသလားဆရာမတီချယ်ဆက်ကနေလက်ကြည့်သည်ညီညီဟုတ်ကဲ့ဆရာမရဲ့တပည့်လေးမမတ်မိတော့ဘူးလားစကားတွေ ရင်နဲ့အပြည့်ပါပြော၍မထွက်အမှန်အဖြစ်ကျွန်တော်ရင်ထဲကစကားတို့ကိုပင်ကျွန်တော်တေချာစွာမသိကျွန်တော်ခွင့်လွတ်ပါတီချဲဒီစကားကိုဘာကြောင့်ပြောမိမှန်းလဲတေချာစွာမသိပြန်ပါကျွန်တော်ရိုက်ပါတီချဲအိုးဘာဖြစ်လို့ရိုက်ရမှာလဲကွယ်ညီညီဟာလူဆိုးမှမဟုတ်ပဲမင်းမဘာပြစ်မှမရှိပါဘူးတားရဲ့အိုးตาတဲ့ တာတဲ့ရင်ထဲကလိုက်ခနေဝန်းနေသွားသည်အနန္ဒဂိုင်းဝင်ဆ ्याम ဘေးတကားဆ ्याम သည်ကျွန်တော်သဘင်များကို ပွတ်တက်ပေးရင်ဒွတ်ဒွတ်ဆုပေးနေပါသည် ကျွန်တော်မျက်နှာကိုမမြင်ရတော့လဲတသိမ့်သိမ့်လှောက်ခါနေသောကိုယ်လေးကြောင့်ကျွန်တော်ငူနေကြောင်းဆ ्याम တိသွားလေသည်အိုးဘာဖြစ်လို့ငူနေတာလဲကလေးရဲ့ယော့ယော့မျက်ရည်တွေတုပ်လိုက်ဆ ्याम သည်ကျွန်တော်မေးစိကိုဆွဲ၍မျက်နှာကိုမော့စေသည် မျက်ရည်များကိုသူ့လက်ကင်ပေါ်ဝါလေးဖြင့်တိယုတ်တရတုပ်ပေး၏။ចောင်းရှိကတရက်ပင်ပြိုကလေးသည်ဒီနှစ်အထိအသီးမသီးကြီး။လွန်ခဲ့သော၃နှစ်ခန့်ကကွယ်လွန်သွားသောကျွန်တော်မမကိုအလွန်သတိရပါသည်။မင်းလူမြန်အောင် အထက်ကတိငွေရတုစက်တင်ဘာ1988ကျေးဇူးတင်ပါတယ်ခင်ဗျာဒါကတော့ဆရာမင်းလူရဲ့မငိုဒက်ခင် ငိုကြည့်ခြင်းနဲ့ဆိုတဲ့ဝတ္ထုလေးဖြစ်ပါတယ်